ီနေ့အစီအစဉ်မှာတော့မန္တလေးဘက်ကဇလန်တပုတ်ပါအေယာဝတီမြစ်ထဲမှာဟွာဖောင်နေပုံမှာနေကြတဲ့မိသားစုတွေအကြောင်းကိုမျိုးမင်းဦးကပြောပြပါလိမ့်မယ်မန္တလေးတိုင်းဒေသကြီးအောင်မြေသားစံမြို့နယ်ကအေယာဝတီမြစ်ကမ်းဘေးမှာ ဝါပေါ်ပေါ်အင်းဆောက်ပြီးရေထဲမှာတည်ထားတဲ့ဒီရက်ွက်ရဲ့တက်တက်ဟာအနည်းဆုံး၁၀စုနှစ်ပေါင်းသုံးခုမကရှိနေပါပြီကျွန်တော်နာမည်မင်းမင်းပါခင်ဗျာဝါပေါ်ပေါ်နေရာတော့ကျွန်တော်နှစ်30ကျော်ပြီအခုသက်က34နှစ်ကျွန်တော်ဒီမှာငွေမွေးချံပါဘူးကျွန်တော်ဒီမှာမွေးတာပေါ့ဝါပေါ်ပေါ်မှာနေရာ9နှစ်ရှိပါပြီဝါပေါ်ပေါ်မှာနေဖြစ်တာတော့အဲ့လိုရွာနေတော့လုပ်ငန်းတွေလုပ်တော့မလုပ်ချင်လို့ဒီဘီဘက်ကိုထွက်လာတာဒီဘက်ထွက်လာတော့ ဒီလိုဟိုဘယ်လိုပြောမလို့ဝင်းနေရတာတော့ဖောင်ဝရင်တဲထိုးနေလို့ရတယ်ဆိုပြီးနေလိုက်ရတဲ့နေပဲမျိုးတဲ့အိမ်ငားတွေသူတို့ကထားတော့လေအိမ်ငားတွေじゃမနေနိုင်လို့ဒီဘက်ကိုကျူးမြေဘက်ပြောပါတော့ဝါဖောင်ဖောင်ကအိမ်အများစုရဲ့အကျဉ်းဟာရှစ်ပေဘက်လေလောက်ပဲရှိတာပါမိသားစုများရင်တော့နှစ်အိမ်နွဲသုံးအိမ်နွဲဆိုသလိုစောက်ပြီးနေကြပါလေ တော့ဒီရမှာဒီမှာလာကြည့်မလို့ညနေပိုင်းတော့နားကြတယ်ဟုတ်ရဲ့ရှင်တော့တဲ့ကတော့အိတ်တာပေါ့အာကိုရောဒီမှာပန်းကောင်းတော့မတွေ့ပါလားအာပန်းကောင်းမလို့ဦးတွေပေါ်လေလေဇာဟောတိုက်တယ် ီလိုမျိုးဝါပေါမှာနေတဲ့သူအများစုဟာဝက်ကက်ဝါထရန်ရက်တဲ့လုပ်ငန်းနဲ့အသက်မွေးကြတာပါ။ ရေတွေကနေပြီးခုဟိုကောင်လေးထမ်းတယ်လို့မျိုးထမ်းတင်ရတာအဲ့လိုထမ်းတင်ထမ်းတင်ပြီးဒီလိုချပြီးရင်လွှတ်နဲ့ဖျက်ရတယ်ကိုလွှတ်နဲ့ဖျက်ပြီးတော့ခုငါးပဲမြင်ငါးပဲပေါ့၆ပွင့်မြင်၆ပွင့်အဲ့လိုလေးဖျက်ဖျက်ပြီးမှအဲ့ဝါးဖျက်ပြီးပြီဆိုရင်ခွဲရတယ်ခွဲပြီးမှပေါက်ပေါက်ပြီးရင်တော့ဒီလိုတိုင်မြန်ပြန်ထိုးတိုင်မြန်ထိုးပြီးမှ da ga ရဲရဲတဲ့နေရာမကြဘူးဒီလိုခွဲတာစိတ်သာပေါက်တာကြာယောက်ျားသားတွေကဝါထန်း မိမသားတွေကဝကတ်ထရန်ရက်နဲ့တနေ့စာတနေ့ဖြည့်ရှင်းနေကြရတဲ့သူတွေများပါတယ်မြို့သားလည်းဝါတယ်ဝါထမ်းရတဲ့နေဆိုရင်တော့ဝင်ငွေလေးရှိပါတယ်ဝါမထမ်းရတဲ့နေကြတော့တိတ်ဝင်ငွေမရှိတော့မထမ်းရတဲ့နေနဲ့ဟာနဲ့ထမ်းရတဲ့ဟာနဲ့အတူတူလောက်သွားကြ လုံးဝဝင်ဝင်မရှိတဲ့နေရှိတယ်ဒီလိုမျိုးပေါ့မိုးရွာတဲ့နေမျိုးတို့ဒီလိုဝါးလေပါးပြတ်တဲ့နေမျိုးတို့ဆိုရင်တော့ဝင်ဝင်ပါပဲမရှိဘူးဝါးလေဒီလိုခုဆိုရင်ဝါးပြတ်တော့မှာဖိုထက်ကမစင်းညာတော့လေဒီလိုကမျိုးမဟုတ်အဲ့လိုရကြတော့ဟိုဝင်တဲ့ရက်တော့ဆူထားတာလေစားခြင်းနဲ့စားတယ်ဆူထားတာမရှိရင်လည်းအကျွေးယူရတာပေါ့အဲ့ဒီပိုင်ရှင်းစီအကျွေးယူရတာဝါလကစီပေါ့အဲ့လိုအသုံးထောက် ဘွားတကအလုပ်ပြမပြန်နေအဲ့လိုလုပ်ပါဒီထက်ကဝါဖော်ပေါ်မှာအင်းဆောက်ပြီးနေတာဟာတခြားနေရာတွေမှာနေရာတစ်အဆအဆအရာရာအကုန်ကျတတ်တာပါလေနေရတာလည်းအေးတယ်ရေတွက်လည်းမပူအောင်ဘာတော့မှမပူတော့နေရတာကိုသဘောကျတယ်ဘာတော့မှမပူရလေကိုယ်လည်း အမိုက်ဆိုလဲသူကသူဒီတိုင်းလေးပြလာဟိုပုံမဆိုလဲတနေရာလေးပုံထားလိုက်ရေလိုင်းသူကသူရေတဲ့ရေတက်လိုက်ရေတဲ့ပါဝါဟိုမီးဆိုလဲဗီဒီယိုတစ်လုံးမှာ200အသွားအပ်ထားလိုက်အဲ့200 6ရက်9ရက်ဟို TV လဲကြည့်ရတယ်မီးလဲထုံးရတယ်6ရက်9ရက်ကဟို200နဲ့အဲ့လိုမျိုးဆိုတော့နေရတာပျော်တယ်လေဓမင်းချက်တာဆိုလဲမပူအောင်ဝါးလောက်တာဆိုတော့ဝချမ်းမီးနဲ့ကျွန်တော်ထိုးချလိုက်တော့ချက်ချင်းလွယ်တယ် ောက်ကြားဖောင်စီမိမမင်းနေဆိုပြီးအတန်အနည်းနဲ့နီးတဲ့အခြေအနေကိုသတိပေးတဲ့စကားပုံရှိနေပေမဲ့ရာသီဥတုနဲ့တဘာဝဘေးတွေကြောင့်အတန်အနည်းနဲ့ရင်ဆိုင်ခဲ့ကြရတာမျိုးသူတို့နေထိုင်လာတဲ့သက်တမ်းတစ်လျှောက်မှမကြုံခဲ့ကြဘူးပါဘူး။ ကြလိုက်လေစင်နာမြင်နေဆိုကျိုးကိုခိုင်းတုတ်ထားကြတာကျိုးခိုင်းတုတ်ထားတော့အနေနဲ့မရှိတော့ဘူးလေငင်းကန်ဖြစ်မဲ့ဆိုရင်တော့ဖြစ်ချင်ဖြစ်သွားမှာပေါ့ဒီတိုင်းကတော့ခုတိုင်းကတော့ဒီဘက်ပိုင်းမှာအနေနဲ့မဖြစ်သေးဘူးအဲ့လိုလေမြင်နေဆိုကျိုးကိုခိုင်းခိုင်းမှမတုတ်ထားကြတာကျွန်တော်တို့နေတဲ့ကိုနှစ်တွင်တော့ဘာမှမဖြစ်ဘူးလေတဘာဝဘေးအနေတွေကြောင့်ဝါဖောင်အိမ်တွေမပြတ်ခဲ့ပေမဲ့လေ2014ခုနှစ်ဒီဇင်ဘာလတုန်းကနော်ဝေနိုင်ငံဘရင်ရဲ့မြန်မာနိုင်ငံအလဲပတ်ခီးစဉ်အတွင်းမှာ ။နေရာဝရီမြကန်းမေကကျူးကျော်သူတွေကိုသက်ဆိုင်ရာကဖယ်ရှားခဲ့တာကြောင့်ဝါဖောင်အိမ်တွေတော်တော်များများပါသွားခဲ့ပါတယ်။အဖယ်ရှားခံခဲ့ရတဲ့ကျူးကျော်အိမ်တွေကိုတိုက်ခန်းတွေအစားထိုးပြီးပေးခဲ့တာကြောင့်ဝါဖောင်ဘက်မိသားစုတွေဟာတိုက်ခန်းတွေစီကိုရောက်သွားခဲ့ပါတယ်။ ဝါပေါင်အိမ်တွေနဲ့သက်ဆိုင်ရာကပြန်ပေးတဲ့တိုက်ခန်းတွေဟာအကျယ်ဝန်းသိပ်မကွာလှပါဘူးကျွန်တော်တို့ဟိုဒီမှာနှက်ခန်းတွေလောက်လဲဒီလိုဟာမျိုးလေးလုံနေရတာဒါပေမဲ့ဟိုဒီကရေသုံးရတာဘာညာတော့ဂုံကောင်းတယ်ဒီကကြတော့အိမ်သားနဲ့ရေချိုးကန်းနဲ့အတူတူဖြစ်နေတော့သုံးရတာစိတ်ထဲမှာမတန်ဘူးရေပောင်တဲ့နဲ့နေရတာကျွန်တော်တို့ခုအလုံးလုံးတဲ့နေရတဲ့ကဲ့ရဲ့ချဲ့ရဲ့ကို လှုပ်ချင်တဲ့ချိန်လှုပ်လို့ရတယ်ရေပောင်ထဲနဲ့နေရတာတိုက်ပေါ်နေရတာမွန်းကြက်တယ်မနေချင်ဘူးအမှန်တိုင်းပြောရရင်တော့မဖြစ်မနေဖြစ်မှကြောက်လို့တက်နေရတဲ့အနေမျိုးဒီလိုဝါးနေနေရတာအပျော်ဆုံးပဲရင်နှောင်းကမြစ်ထဲကဖုံပေါ်မှာနေမြကန်းဘေးတက်ထေရန်ရက်နဲ့အလုံးနဲ့အိမ်တွဲနေသလိုဖြစ်တာကြောင့်လုပ်ငန်းပူတွင်ခဲ့ပေမဲ့ အခုတော့အလုံးနဲ့အိမ်လှမ်းဝေးသွားတာကြောင့်အလုံးလောက်ရတာထိကြိုက်ပြီးဝင်ငွေပါကြာစင်းလာတယ်လို့ပြောပါတယ်။ဝါနဲ့နေရတာအခုဒီဝါလုံးကလှုပ်စားနေရအခုဓမိုးလေးဓမိုးတန်းလန်းနဲ့တက်ပြီးတော့ဒီလိုဝါခွဲထားလဲရတယ်ဝင်းရံပေါက်ထားလဲရတယ်လေဓမိုးတန်းလန်းနဲ့အခုကြဟိုဒီကြတော့အလောက်ကဟိုဒီမှာဟိုလူကြဟိုဒီမှာအလောက်လောက်တက်ချက်ဒီဒီမှာဆိုတော့တခြားစီဖြစ်နေတော့လုံးလက်ခီးမတွင်ခါတိုင်းဒီချိန်ဆိုရင်တစ်ချက်ကျော်ကျော်သာတစ်ချက်သာ1500ဘို2000ဘို3000ရပြီ။ ခုကြခုမှစမလို့ရှိသေးတယ်သက်ဆိုင်ရာကလူနေမှုအစဉ်တန်းမြင့်အောင်ဆိုပြီးတိတ်ပေါ်ဆွဲတင်တာနဲ့အတူလူနေမှုစေတွေကလည်းမြင့်နေရာတဲ့အထက်ကလည်းမြင့်တဲ့မန္လလာငွေတို့မိသားစုဟာတိုက်ပေါ်နေရတာကိုဘဝင်မချနိုင်ကြသေးပါဘူးရေပောင်တန်းနဲ့နေတော့ကျွန်တော်တို့မှာနှစ်သိန်းလောက်ကုန်ရင်လေ၅နှစ်လောက် နေလို့ရတယ်ဒီတိုက်ခန်းပေါ်နေတာတလားကို3000ကြီးပေးရမှာဆိုတော့ကျွန်တော်တို့စင်းရသားတွေဘလို့မှပိုးမလာတော့ဘူးငကွန်တော့မှမပိုရတဲ့ထဲဒီတိုက်ခန်းကနေပြီးတော့ပိုးပြီးတော့မပိုလာကြတော့ဘူး ဒီကဒီရတာ၃၉ခုရဒီကတော့ရေကြဝိုင်းတို့ကဒီနားမှာဘုံမိုင်းပြတာဘုံမိုင်းလေးနဲ့ဒီကျိုးကြလဲဘုံမိုင်းကြီးရှိတော့လက်ရတွန်းခေါ်မှာပေါ့ဘာလဲညကြီးတဲ့တူတာလက်ချင်းအဲ့လိုတွင်းနေတခြားအုပ်ကြီးအဲ့လိုတူကြတာကိုတဲကိုရှင်းကိုလူနေတဲ့တူပြီးတုံညာတာဘလို့ရေများတဲ့ချိန်ကတော့မတူပါတော့ရေကြတော့ဟိုဘက်ကဘုံကြီးကျောင်းကရင်းတော့မီတာရေခုတော့ရေနှမ်းလောက်ပြီ တားရတဲ့သူတွေကောင်းအောင်လို့လို့ဆိုပြီးတော့ဟုတ်ကြောင်လူတွေသူတွေအသားကြနေတဲ့လူနေမှုပုံစံတစ်ခုကနေမြို့ပြဆန်တဲ့တိုက်ခန်းတွေစီကိုသက်ဆိုင်ရာကပြောင်းခိုင်းလို့မလလာငွေတို့မိသားစုတွေပြောင်းပြီးနေကြရပေမဲ့ စိတ်ကတော့အင်အာရီမြစ်ပြင်ကျဲရဲ့ဘေးကဝါဖောင်အိမ်နှင်းတွေစီမှာကျန်နေခဲ့တော့မှာပဲအခန်းပြန်လို့ရတယ်ဒီဘက်မှာပဲနေကြဟိုတိမ်တိမ်ဝဲဝဲပေါ့စီကန်းရှိရှိနဲ့နေကြမမရရင်လည်းမဟုတ်ဘူးလေဒါဟိုလိုပြောပြမှာမမရရင်မနေနဲ့ဒီဘက်မှာစီကန်းရှိရှိနဲ့ဒီဝါဖောင်လေးနဲ့နေကြဆိုရင်ဒီဘက်မှာပဲနေခြင်းနဲ့အိုက်တိုက်ခံကိုပြန်အပ်ပေးမယ်အဲ့လိုမျိုးလေးဆိုနေခြင်းနဲ့ မလလာငွေတို့လိုမျိုးမြစ်ထဲကဝါးဖောင်တွေပေါ်မှာပဲနေသွားကျင်နေသူတွေရှိသလိုတိုက်ခန်းတွေစီပြောင်းပြီးနေရတာကိုကြိုက်တဲ့သူတွေလည်းရှိနေပါတယ်။ဒါကြောင့် AR မြကမ်းမေးကဒီဝါးဖောင်အိမ်လေးတွေဟာနောက်ထပ်ဘယ်အချိန်ကာလအထိရှိနေနိုင်ကြမလဲဆိုတာကို မသိနိုင်ပါဘူး။ ျွန်တော်စီစဉ်ကိုဒီလောက်နဲ့ပဲရနာခွင့်ပြပါဒီစီစဉ်ကနေပဲဒေတာတည်တည်မှာပုံစံမျိုးမျိုးနဲ့ကျင်လည်နေကြတဲ့တကယ့်ဘဝတွေကိုတင်ဆက်ပေးနေတဲ့ခက်ပြိုင်ကောက်ချောင်းများအစီအစဉ်မှာဒီစီစဉ်ကိုဗုဒ္ဓဦးနေနဲ့တနင်္ဂနွေနေ့တွေမှာအသစ်ထုတ်လွှင့်ပြီးတော့တနင်္လာနေ့နဲ့စနေနေ့တွေမှာပြန်လည်ထုတ်လွှင့်ပါတယ်ကျွန်တော်တို့စီစဉ်ကို Facebook ပေါ်မှာပြန်ကြည့်ကြတယ်ဆိုရင်တော့ခက်ပြိုင်ကောက်ချောင်းများ Facebook ကို like လုပ်ထားကြပါအစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျကျွန်တော်ရဲဝဲသူပါ